ချီကင်းအကျိုးပြင်ဆင်မှုအဖြစ်ဂျပန်နိုင်ငံကိုလေကျင်းခြေစမ်းခီးစဉ်သွားရောက်ခဲ့တဲ့မြန်မာလေဆိပ်မြို့သမီးအတင်ကခြေစမ်းပွဲ၃ပွဲကစားပြီး၂ပွဲနိုင်တစ်ပွဲတည်းကျခဲ့ပါတယ်။မြန်မာမြို့သမီးအတင်ကအော်တိုဘာ၂၁ရက်နေ့မှာ IGK Kunosh အတင်းနဲ့ကစားခဲ့ပြီးတော့တစ်ဖက်တစ်ကိုယ်စီတည်းကျပြီးတော့နှင်းပွင့်အေကကိုသွင်းယူပေးခဲ့ပါတယ်။အော်တိုဘာ၂၃ရက်နေ့မှာတော့အိုဆာကာတက္ကသိုလ်အတင်းနဲ့ကစားခဲ့ပြီးတော့ဤတက်ဖြိုးရဲ့တွင်ကိုနဲ့တကိုယ်ကိုမရှိဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့ပါတယ်။ အော်တိုဘာ25နေ့မှာတော့နောက်ဆုံးခြေစပ်ပွဲအဖြစ်ကန်ဆိုင်းယူနီဗာစီတီရဲ့အသင်းနဲ့ကစားခဲ့ပြီးတော့ဤသက်ဖြူရဲ့သွင်းကုန်းနယ်ပဲတကူကူမရှိသေးတဲ့ရာလတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။စီကေအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်တွေကိုဒီဇင်ဘာ၄ရက်နေ့ကနေ၁၁ရက်နေ့အထိထိုင်းနိုင်ငံချွန်ပူရီမြို့မှာကျင်းပတော်မှာဖြစ်ပြီးတော့မြန်မာအမျိုးသမီးတင်ကအုပ်စုခမှာ BNN ဖိလစ်ပိုင် မလေးရှားအသင်းတို့နဲ့တအုပ်စုတွေကြားရောက်နေပါတယ်။ ဒီကိမှာဘလိုပဲအုပ်စုကျက်နေပါသေးမြမမြသမီးလေးစိရင်တင်ကအမြဲတွန်းတွန်းတိုက်တိုက်ရေကုန်ရေခမ်းကစားတက်လို့အုပ်စုတက်ဖို့ရာအတွက်စိတ်ပူစရာတော့မလိုပါဘူး။အင်းရှင်ထိုင်းနိုင်ငံရဲ့ဘလိုပဲမများမတလောက်ပဲ final ကနေအတင်းစောင့်နေမယ်ဆိုတာကမြမမြသမီးလေးစိရင်တင်မဲ့ဖြစ်ပါတယ်။မြမမြသမီးလေးစိရင်တင်မှာ U20 အသင်းမှာခြေစွမ်းပြသနေတဲ့ကစားသမားတွေကိုပါအားဖြည့်ခေါ်ယူထားတယ်လို့သိရှိရပါတယ်။ ယနေ့မြန်မာစံတော်ချိန်နေ့လယ်နှစ်နာရီခွဲအချိန်မှာရှင်မန်ကစားခဲတဲ့ ASC Challenge Cup အုပ်စုပွဲစဉ်တရုတ်တိုင်းပြည်ကလပ်တိုင်းနယ်စီးတီးအသင်းနဲ့မြန်မာကိုစားပြုကလပ်ရှမ်းယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာနှစ်ကိုးတကိုးဆိုရရလန်နဲ့ရှုံးလင်းခဲ့ပါတယ်။အပိုင်အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့တဲ့အတွက်အုပ်စုအဖွဲ့ပွဲစဉ်မှာအရှုံးရလန်နဲ့သာကျင်းပခဲ့ရပါတယ်။ပွဲပြီး flash interview လုပ်တဲ့အခါမှာကုသမားကျော်စင်ဖြိုကဖြေပေးရပါတယ်အင်္ဂလိပ်လိုမေးတာမလို့မြန်မာဘာသာကိုဘာသာပြန်ပေးဖို့ translator နေရာမှာ message ကို တွင်ပြလိုက်ရပါတယ် မြန်မာနိုင်ငံတရားတွေနိုင်ဂျီးရီးယားလူမျိုးကစားသမားတယောက်ကအာရှအဆင့်ပြန်ပွဲမှာမြန်မာအင်္ဂလိပ် translate ပြန်ပေးမယ်ဆိုတာကိုတွေ့အောင်မတင်မိခဲ့ပါဘူးအခုဖြစ်ကလည်းအာရှအဆင့်ပြန်ပွဲမှာပထမဆုံးဖြစ်လာဆိုတာမပြောတတ်ပေမဲ့ဒီနေရာမှာသတင်းစကားပေးချင်တာကမြန်မာကစားသမားတွေလည်းအင်္ဂလိပ်စာကိုလေ့လာထားဖို့တဝက်ပြီဆိုတော့ကိုသိသိချက်ပါတယ်အခြားချန်ပီယံလီအုပ်စုအဆင့်ပွဲစဉ်တွေအတွက်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ ISP ရဲ့မြို့သမီးအသင်းကအုပ်စုတွင်ရှင်းပြရမယ့်ပြိုင်ပွဲအသင်းတွေရဲ့အားသာချက်အားနည်းချက်တွေကိုကြိုတင်လေ့လာထားပြီးတော့အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်နေပါတယ် ISP ရဲ့တည်အနေနဲ့အုပ်စုအဖွဲ့ပွဲစဉ်အဖြစ်ရှင်မြန်ကစားရမယ်တောင်ကိုရီးယားကိုစားပြုကလပ်စူဝမ်အသင်းနဲ့ပွဲစဉ်မှာရလက်ကောင်းတွေရရှိဖို့အတွက်ကြိုးစားပြင်ဆင်နေပါတယ်။ ISP Women FC ရဲ့အသင်းအနေနဲ့လက်ရှိမှာငှားခေါ်ယူထားတဲ့လယ်ရေးစင်ကစားသမားအချို့ကဂျပန်နိုင်ငံကိုရောက်ရှိလေ့ကျင့်နေတာဖြစ်တဲ့အတွက်ကြောင့်လူဆုံးလေ့ကျင့်နိုင်ခြင်းမရှိသေးပေမဲ့မကြာခင်ပိုင်းအတွက်မှာလူဆုံးလေ့ကျင့်ခန်းအစီအစဉ်တွေကိုပြန်လည်စတင်နိုင်တော့မှာဖြစ်ပါတယ်။ ခြေလမ်းပွဲဒီမှာ SB အတင်းသားတွေတာမကအတင်းနဲ့အတူလာ ရောက်လေ့ကျင့်ခန်းဆင်နေတဲ့ဂျပန်ခီးစင်မှာမပါဝင်ခဲ့တဲ့ဗမာနာလူရည်တင်မျိုးသမီးအတင်းသားတွေကိုလည်း ISP အတင်းဘက်ကနေပါဝင်ကစားခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်မြန်မာ Women National Futsal Team Training Match Result တစ်ခုအနေနဲ့မြန်မာမြို့သမီး Futsal လေးစင်ရဲ့အသင်က Bamboo Dan FC ရဲ့အသင်ကို၃-၂ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ချင်းသာဝတ်တယ်မှာမြန်မာမျိုးသွေးဖူးစေအတင်းအတွက်သွင်းကိုတွေကိုဤကျော်များတင်ကကျွဲဇင်ငိမ့်ချီလိုကသွင်းယူပေးခဲ့ကြပါတယ်။ဒဂုံဘော့အတင်းနဲ့ပွဲစဉ်ကရရှိခဲ့တဲ့တန်ရာပြဿနာကြောင့်ရန်ကုန် United player Render Rohama တယောက်မနေ့ကချင်းမှန်ခဲ့တဲ့ Hunterry နဲ့ပွဲစဉ်ကိုလွှဲချခဲ့တာဖြစ်ပါတယ်။တန်ရာကပြင်းထန်မှုရှိပဲနဲ့မနေ့ကမှကီလိုမဲရန်ကုန် United အတင်းရဲ့လေ့ကျင့်ရေးစီစဉ်မှာပါဝင်သွားမှာဖြစ်ပါတယ်။ဒါမဲ့ဒဂုံစတာနဲ့မြန်မာနေရှင်နယ်လီပွဲစဉ်မှာပါနိုင်မပါနိုင်ဆိုတာကတော့သိချာမသိသေးပါဘူး။ မြန်မာလီစင်အသင်းတိုက်စင်မှုတမ်းပိုင်ပါဝင်ကစားနေတဲ့ Trail FC တင်ကထိုင်းလီဒူပွဲစဉ်အဖြစ်ငကွန်ပတန် FC ရဲ့တင်ကိုနှစ်ကိုတကိုဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ်မှာတိုက်စင်မှုတမ်းပိုင်ကပွဲထက်ကစားသမားအဖြစ်ပါဝင်ရှင်ပန်ကစားသွားခဲ့ပါတယ်။ဘောလုံးကစားတိုက်စင်မှုတွေကိုကြားနေတဲ့ဆိုရင် Subscribe Like and Comment တွေပြုလုပ်တော့ပေးခဲ့ကြပါအခုလိုနောက်ထပ်ဘောလုံးကစားတိုက်စင်မှုတွေမှာပြန်လည်ဆက်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်။